မှန်ကန်တဲ့ဖုံးရွှေဆိုတာဖုံးရွှေပညာရဟာတရုတ်ရိုးရာမှာတော်တော်လေးအရေးပါပါတယ်တရုတ်ဝေါ်ဟာရဖုံးရွှေဆိုတာလေနဲ့ရေဆိုတဲ့အဓိပ္ပာယ်ရှိပြီးတော့အိမ်တိမ်မှာစွမ်းအင်စီစဉ်မှုကောင်းမွန်ဖို့အတွက်အရာဝတ္ထုတွေကိုအစီအစဉ်တကြနေရာချတဲ့ပညာရတစ်ခုပါ ဖုံးရွှေနီးပညာအရာတောင်မြောက်ရက်မျက်နှာရွေးချယ်ပြီးအိမ်တွင်းပစ္စည်းနဲ့တည်င်းပေါက်တကားစတာတွေကိုမှန်မှန်ကန်ကန်နေရာချထားတဲ့အခါလက်လာပတူပွားခြင်းကျမ်းမာရေးကောင်းမွန်ခြင်းမိသားစုပေါင်းပင်ဆက်ဆံရေးပြည်လဲခြင်းစိတ်ပိုင်းဆိုင်ရာတည်ငြိမ်ခြင်းအလောက်အကိုင်းအောင်မြင်ခြင်းစတဲ့အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပါတယ်။ဒါပေမဲ့လည်းဖုံးရွှေကောင်းဖို့ဆိုတာဘေးပဝင်းကျင်အပြင်အစင်းတွေထက်အတွင်းစိတ်ထဲကမေတ္တာတရားနဲ့စာနာနားလည်မှုကပုံမှုအရေးကြီးပါတယ်ဆိုတာကို ပြသတဲ့ဇလန်းလေးတစ်ပုဒ်ကို နားဆင်ကြရအောင်။တခါတုန်းကလူတယောက်ဟာတီးပင်စားပင်တွေတစ်ချံလုံးအပြည့်နဲ့ လှပတဲ့အိမ်တလုံးကိုဝယ်ယူခဲ့ပါတယ်။သူဟာအိမ်မှာအေးချမ်းသာရပြီးတော့လက်လာဘတွေပွင့်လန်းစေဖို့အတွက်ဖုံးရွှေပညာရှင်တဦးကိုဖိတ်ခေါ်ပြီးသူ့အိမ်နဲ့ခြံအတွင်းမှာဖုံးရွှေကောင်းမကောင်းစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ပညာရှင်ကိုသွားကြည့်ပြီးတော့အိမ်ကိုသွားနေကြတဲ့လမ်းမှာ သူဟာရုတ်တရက်ကားကိုအရှိန်လျှော့ချလိုက်ပါလေလမ်းပေါ်ကိုကလေးတယောက်ပြေးထွက်လာလိုပါ မျက်စိရှင်ပြီးတော့ကားမောင်းကျွမ်းကျင်တဲ့သူ့ကိုဖုံးရွှေပညာရှင်က စိတ်ထဲကနေချီးကျူးနေမိပါတယ်ဒါပေမဲ့အန်အောစရာကတော့ကလေးဖြက်ပြေးပြီးသွားတာတောင်သူဟာ အရှိန်ပြန်မတင်ပဲကားကိုဖြည်းဖြည်းပဲဆက်မောင်းနေတာပါဖုံးရွှေပညာရှင်ကမေးပါတယ်ခလေးကဖြတ်ပြေးပြီးသွားပြီဘာလို့နင်းနေလေးမောင်းနေသေးတာလဲသူကပြောပါတယ်အော်နောက်ထပ်ခလေးတယောက်ထွက်လာအောင်မယ်ထင်လို့ပါဗျာခလေးတွေဆိုတာအဖော်နဲ့စော့ကြတာများတယ်အခုဒီခလေးကရီမောပြီးပြေးထွက်လာတာဆိုတော့ သူ့တငယ်ချင်းတယောက်နောက်ကလိုက်လာလို့ပဲဖြစ်ရမယ်။ပြောလို့တောင်မဆုံးသေးတကယ်ပဲနောက်ထပ်ကလေးတယောက်ပြေးထွက်လာပါတယ်။ဟုံးရွှေပညာရှင်ကတော့ခေါင်းတညင်ညင်နေပါ။အိမ်နားကိုရောက်လာတဲ့အချိန်မှာသူ့ခြံလေးကတတိပင်တွေကနေငှက်တွေရုတ်တရက်ထပြန်ပြေးကုန်ကြတာကိုသူသတိထားမိလိုက်ပါတယ်။ သူဟာကားကိုအိမ်ထဲတခါတည်းမောင်းမဝင်ဘဲနဲ့ခက်လှမ်းလှမ်းမှကြော်ရက်လိုက်ပါတယ်။ဖုံးရွှေပညာရှင်ကမေးပါတယ်။ဟိုအိမ်မလား။ဘာလို့ကြော်ရက်တာလဲ။သူကပြောပါတယ်။ငှက်တွေထပြန်ကြတာတွေ့လိုက်တယ်ဗျ။ခြံထဲမှာအသီးခိုးစားနေတဲ့ကလေးတွေရှိလို့ပဲဖြစ်ရမယ်။ ကျွန်တော်တို့ချက်ချင်းကြီးကားနဲ့တန်းဝင်သွားမယ်ဆိုရင်တို့လန့်ဖြန့်ပြီးတော့ပင်မောကပြုတ်ကြပြီးအနာတရတွေဖြစ်ကုန်မယ်ဗျာတို့အေးဆေးပြန်ထွက်သွားဖို့အချိန်လေးခဏပေးပြီးတော့မှအထဲဝင်ကြစို့လေအဲ့ဒီအချိန်မှာဘုန်းရွှေပညာရှင်က ပြုံးရွှင်ပြီးတော့ပြောပါတယ်ခမည်းကြီးမှာဘုန်းရွှေကောင်းမကောင်းစစ်ဖို့မလိုအပ်တော့ဘူး ခမားနေတဲ့နေရာဘယ်နေရာမှမစုကောင်းနဲ့မေတ္တာတရားနဲ့စာနာနာလေစိတ်ရှိတဲ့လူတရားကိုနေထိုင်တဲ့အရာဟာတေကြပေါ့ဖုံးရွှေကောင်းပြီးသားပဲဗျာ